ချစ်တော်ညီကိုမောင်မတို့အားလုံးပဲခရစ်တော်၌မင်္ဂလာပါလို့နှုတ်ခွန်းဆက်တာချင်ပါတယ်။တရားတော်နေ့လေးမှာယေရှုနာမအားဖြင့်အားလုံးကိုဖိတ်ခေါ်ပါတယ်။ကောင်းချီးပေးပါတယ်။အသက်ရှင်သောနှုတ်ဘတော်ကိုကြားနာခံယူဖို့ရန်အတွက်စိတ်နှလုံးပြင်ဆင်လက်အိုးဆုံးဆုတောင်းကြပါစို့။ကောင်းကင်ဘူချီထာဝရမြတ်စွာဘုရားကိုရောရဲ့ကျေးဇူးတော်ကြောင့်နေ့ရက်စဉ်တိုင်းအသက်ရှင်ခွင့်ရတယ်အလုတ်ကိုလည်းလုတ်ခွင့်ရတယ် တချို့ဖြားနာနေကြတယ်ကိုတော်ဖြားကုသပြီးတော်မူပါဖြားနာခြင်းအဖြစ်လဲကိုတော်ဖြားရဲ့ကုသခြင်းကိုခံစားရတဲ့အတွက်ကြီးစွာချီးမွမ်းပါတယ်ကိုတော်အခုချိန်မှာလဲသာသမီသူဟာအသက်ရှင်တဲ့နှုတ်ဘက်တော်ကိုခံယူဖို့ရန်အတွက်ကိုတော်ရှိတော်မှာကိုရောက်ရှိလို့လာပါတယ်တန်ရှင်တော်ဝိညာဉ်တော်ဒီကျွန်တော်တို့ခေါ်ကြတဲ့သူရောကြားနိုင်တဲ့သူရောအသက်တာမှာတကယ်ပဲနှုတ်ဘက်နှုတ်ဘက်တော်အဖြစ်ထိမိ၍တိဆောက်စရာဖြစ်စေပါမည်အကြောင်းအချိန်နာယူကိုတော်လက်တော်ထက်အနံ့ဆူတောင်းတဲ့ခါမှာကေတင်ပိုင်ရှင်ယေရှုခရစ်တော်နာမအားဖြင့်ဆူတောင်းကြပါ၏အဖဖခင် ်အာမင်ယေရှုတော်ကိုချီးမွမ်းပါတယ်ချစ်တော်ညီကိုမောင်မားတို့ဒီကနေ့အားလုံးနဲ့ဝင်ကားခြင်းနဲ့ကောင်းစဉ်လေးကသခင်ယေရှုခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းဟာကျွန်တော်တို့အတွက်ဘာအကျိုးရှိတယ်လဲဆိုတော့လေးခွန်းမြောက်เนาะအကျိုးလေးခုတစ်ခုကဘာလဲဆိုတော့စိုးရိမ်ခြင်းကိုစိတ်ချစေတယ်ဆိုပြီးမှခွန်အားပေးခြင်းပါတယ်မှန်ပါတယ်ချစ်တော်ညီကိုမောင်မားတို့လူတိုင်းလူတိုင်းမှာစိုးရိမ်ခြင်းဆိုတာရှိပါတယ်စိတ်မချတာပေါ့เนาะ စိုးရင်ချင်းဆိုတာလည်းစိတ်မချတာစိတ်ထမ်းမှအမြဲတမ်းဟိုကိစ္စကိုစိတ်မချဘူးဒီကိစ္စကိုစိတ်မချဘူးကိုတားကိုစိတ်မချဘူးကိုအမေကိုစိတ်မချဘူးကိုမိန်းမကိုစိတ်မချဘူးကိုယောက်ျားကိုစိတ်မချဘူးအာဟိုဟာစိုးရင်တဲ့ဒီကိစ္စကိုစိုးရင်တဲ့ဒီစီးပွားကြီးမဖြစ်မှစိုးရင်တဲ့ဒီဟာမအောင်မြင်မှစိုးရင်တဲ့စိုးရင်ချင်းစိတ်မချခြင်းလူတိုင်းလူတိုင်းမှာအများကြီးရှိပါတယ် ဲ့ဒီစိုးရင်ချင်းစိတ်မချခြင်းကိုဖယားသခင်ကရှင်ပြန်ထမြောက်တဲ့ဖယားသခင်ကတင့်ကိုစိတ်ချစေမှာဖြစ်ပါတယ်ဟာလေလုယာဘယ်လိုမျိုးစိတ်ချစေလဲဆိုတော့တမန်ကျမ်းစာတွေကအချက်လက်နည်းနည်းလေးလေ့လာခွန်အားယူရအောင်ရှင်လုကာခရုယင်ခန်းကြီး24အငယ်73ကနေ35ဖြစ်ပါတယ်ထိုမှတပါတပိတော်နှစ်ယောက်တို့ဒီယေရုရှလင်မြို့နဲ့ခရီးလေးလေးတိုင်กว่าတော့အေးမောက်အမိရှိသောယွာတို့ထိုနေ့၌တွားကြစဉ်တွင် ဖြစ်ခဲ့ပြီးတော့အကြောင်းအရာအလုံးစုံတို့ကိုအချင်းချင်းဆွေးနွေးပြောဆိုကြ၏ထို့တို့ဆွေးနွေးပြောဆိုကြစဉ်တွင်ယေရှုသည်ချင်းကပ်၍သူတို့နှင့်အတူကြွတော်မူ၏ထိုသူတို့သည်မျက်စိချုပ်လျက်ရှိ၍ကိုတော်ဖြစ်သည်ကိုမသိကြကိုတော်ကလည်းတင်တို့သည်ခရီးသွားလျက်အချင်းချင်းဆွေးနွေးသောစကားကအဘယ်တို့သောစကားနည်းအဘယ်ကြောင့်မျက်နာညှိုးငယ်ကြသနည်းဟုမေးတော်မူလင်သူတို့တွင်ကလောဖအမိရှိသောသူကတင်သည်ယေရုရှလင်မြို့၌ဧည့်သည်ဖြစ်လျက်သာ ယခုအခါထိုမျိုး၌ဖြစ်ခဲ့ဘူးတော့အကြောင်းအရာတို့ကိုမသိတလောဟုပြောဆို၏ကိုတော်ကလည်းအဘယ်အကြောင်းအရာနည်းဟုမေးတော်မူလင်ထိုသူတို့ကနာဇရက်မြို့သားယေရှု၏အကြောင်းအရာပေသည်ထိုသူသည်ဖယားသခင်ရှေ့လူအပေါင်းတို့ရှိမှနှုတ်တတိလက်တတိနှင့်ပြည့်စုံသောပရောဖက်ဖြစ်၏ထိုသူကိုယစ်ပရောဖက်အကြီးနှင့်ငါတို့မင်းများသည်အသေးသက်ခြင်းကိုခံစေခြင်းကအနံ့၍လဝါးကားတိုင်းမှကိုမြက်ကြပြီထိုသူသည်အေတီလအမျိုးကိုရွေးနှုတ်အံ့တော်သူဖြစ်သည်ဟုငါတို့သည်အထက်ကမျှော်လင့်ကြပြီ ထိုမြမကံကဤအကြောင်းအရာဖြစ်၍ယခုသုံးရရှိပြီငါတို့၏အပေါင်းအဖော်မိမအချို့တို့သည်လည်းတင်းကျိုင်းတော်တို့ဆောဆောတွား၍အလောင်းတော်ကိုမတွေ့လင်သခင်ယေရှုသည်အသက်ရှင်တော်မူသည်ဟုပြောတော်ကောင်းကင်တမန်ထင်ရှားရာယူပါယုံကိုမိမိတို့မြင်ကြောင်းကိုပြန်လာ၍ပြောဆိုသည်ဖြစ်ငါတို့သည်မိမောတွေ့ဝေခြင်းရှိကြ၏ထိုအခါငါတို့တွင် အချို့သောသူတို့သည်တင်းကျိုင်းတော်တို့တွား၍မိမတို့ပြောဆိုသည့်အတိုင်းတွေ့တော်လေကိုတော်ကိုမမြင်ရဟုပြောဆိုကြ၏ ိုတော်ကလည်း prophet ဟောပြောတဲ့စကားများကိုယုံနိုင်အောင်ဉာဏ်မရှိစိတ်ခိုင်မာတော့သူတို့ခရစ်တော်သည်ဤတို့ပင်အသေးခံ၍မိမိဘုံစည်းစိမ်တော်ကိုဝင်စားရမည်မဟုတ်လောဟုမိန့်တော်မူ၏ထိုအခါမောရှေ၏ကျမ်းမှာစာ၍ prophet တို့၏ကျမ်းစာများ၌ကိုတော်ကိုရည်မှတ်၍ရေးထားသမျှသောကျမ်းစာအချက်အနှက်ကိုရှင်းလင်းစွာဖော်ပြတော်မူ၏ထိုတပည့်တော်တို့သည်တွားတော်ရွာနေသို့ရောက်တော်အခါကိုတော်သည်ထိုရွာကိုလွန်၍တွားအံ့တော်ကအချင်းအရာကိုပြတော်မူလင်ထိုသူတို့ကအကျွန်ုပ်တို့နှင့်အတူဝင်၍နေပါ ညအိုးရဲ့အချိန်ရှိပြီမိုးလဲချုပ်ပါသည်ဟူ၍ကိုတော်ကိုကြက်ကြက်သွေးဆောင်ကြ၏ထိုကြောင့်သူတို့နှင့်အတူနေခြင်းကဝင်တော်မူ၏စပွဲ၌သူတို့နှင့်အတူလျောင်းတော်မူစဉ်မုံကိုယူ၍ဂျေဇုတော်ကိုချီးမွမ်းပြီးမှမုံကိုဖဲ့၍သူတို့အားပေးတော်မူသည်တွင်သူတို့သည်မျက်စိပွင့်လင်း၍ကိုတော်ဖြစ်သည်ကိုသိကြ၏ထိုအခါကိုတော်သည်ကွယ်တော်မူ၏တပည့်တော်တို့ကလည်းလမ်းခီး၌ငါတို့နှင့်ဟောပြော၍ကျမ်းစာအနက်ကို ဖွင့်ပြတော်မူသောအခါငါတို့စိတ်နှလုံးသည်ယိုဖိတ်မသက်ဖြစ်သည်မဟုတ်လောဟုအချင်းချင်းပြောဆိုကြ၏ထိုတပည့်တော်နှစ်ယောက်တို့သည်ချက်ချင်းထ၍ယေရုရှလင်မြို့သို့ပြန်ပြီးမှတကြိတ်တပါတော်သူတို့သည်အပေါင်းအဖော်တို့နှင့်အတူစုဝေးလေရှိသည်ကိုတွေ့ကြရ၏စုဝေးတော်သူတို့ကလည်းသခင်ဖျားသည်အမှန်ထမြောက်တော်မူပြီးရှီမုန်အားကိုကိုပြတော်မူပြီးဟုပြောဆိုလင်ထိုတပည့်တော်နှစ်ယောက်တို့သည်လမ်း၌ဖြစ်သောအကြောင်းအရာကို၎င်း ်မုံကိုဖဲ့စင်တွင်ထင်ရှားတော်မူကြောင်းကို၎င်းပြန်ကြားကြ၏နှုတ်ကပတ်တော်ကိုဒီမှာပဲဖတ်ရှုရဲ့နာမှာဖြစ်ပါတယ်နည်းနည်းရှည်သွားတယ်နော်ဖတ်တာဒါပေမဲ့ကိစ္စအရာအကြောင်းအရာတစ်ခုတည်းမလို့မဖတ်မရပါဘူးဆိုတော့ဒီဖတ်သွားတဲ့အချက်သေးကနေနော်ဒီဖတ်သွားတဲ့အချင်းအရာကိုကျွန်တော်တို့နားလည်အောင်ပြန်ရှင်းပြပေးမယ်နော်တခရင်ရှိခတော့ရှင်ပြန်ထမြောက်သွားတဲ့အချိန်မှာ မာကတလမာရီကအစတခြားမာရီတွေတွားမှတင်းချိုင်းတော်ကိုတော့တွေ့တဲ့အခါမှာအလောင်းမတွေ့ဘူးအလောင်းမတွေ့တဲ့အခါမှာသခင်ယေရှုခရစ်တော်အာကောင်းကင်တမန်တွေပေါ်လာမှပြတယ်ဥမာမာရီကိုဆိုလို့ရှိရင်ယေရှုခရစ်တော်ကိုယ်တိုင်ကိုထင်ပြခဲ့တယ်ဆိုတော့သူတို့ကပြန်လာပြီးမှတပည့်တော်တွေကိုပြောပြကြတယ်တပည့်တော်တွေကတချို့မယုံကြဘူးတချို့ချက်ချင်းဆိုသလိုတင်းချိုင်းမှာတွားတွားပြီးမှကိုယ် ကိုယ်တိုင်ကောင်းကင်တမန်နဲ့တွေ့တဲ့သူရှိတယ်ဒါပေမဲ့အခုအခုဒီကနေ့ကျွန်တော်ဖတ်တဲ့လုကာခန်းကြီး24မှာအေးမောက်ရွာကိုသွားတဲ့တပည့်တော်နှစ်ယောက်ကတော့ယေရှုခရစ်တော်ကိုမျက်မြင်မတွေ့ခဲ့တယ်လို့ကောင်းကင်တမန်ကိုလည်းမျက်မြင်မတွေ့ခဲ့ဘူးဒါကြောင့်သူတို့နှစ်ယောက်ကသူတို့နှစ်ယောက်ကတမန်တော်ဆက်နပါထရားမဟုတ်ဘူးနော်တခြားတပည့်တော်လို့နားလေရတယ်တမန်ကျမ်းစာထဲမှာတပည့်တော်72ပါးကလွဲလို့တမန်တော်72ပါးကလွဲလို့တခြားတမန်တွေတခြားတပည့်တော်တွေအများကြီးရှိပါသေးတယ်ဆိုတော့ တမန်တော်ကတော့သခင်ယေရှုခရစ်တော်ရဲ့တပည့်ကတော့12ယောက်ပဲရှိပါတယ်ဆိုတော့ဒီထဲမှာသခင်ယေရှုခရစ်တော်ကိုရောင်းစားခဲ့တဲ့ယူဒရှကာယောသူ့ကိုယ်သူအသေးတက်တည်သွားတဲ့အတွက်ဘလောက်ပဲကျန်လဲဆိုအခုအချိန်မှာ17ယောက်ပဲကျန်နေပါတယ်နောက်ပိုင်းမှာတော့သူတို့နောက်ထပ်တစ်ယောက်ကိုရွေးကောက်တာပေါ့နော်အခုလောလောဆယ်ကတော့အာဒီ17ယောက်ပဲကျန်ရတာဖြစ်ပါတယ်ဒီ17ယောက်ထဲကမဟုတ်ပဲနဲ့တက်တက်တပည့်တော်2ယောက်တဲ့ကျန်းစာထဲမှာပြောတယ်တမန်တော်12ပါးထဲကမဟုတ်တဲ့တခြားတပည့်တော်2ယောက်ကအေးမောက်ရွာကိုခရီးသွားတယ် သွားတဲ့အခါမှာလမ်းမှာသူတို့ကိုသူတို့အချင်းချင်းပြောဆိုကြတယ်ဘလို့ပြောဆိုကြတယ်ဆိုသူတို့စိုးရိမ်တယ်စိတ်မချဖြစ်တယ်ဘာကိုလဲဆိုတော့ဒွိဟဖြစ်နေတယ်ဟာတခင်ယေရှုခရစ်တော်ရှင်ပြန်ထောက်မြောက်သွားတယ်ဆိုတာဟုတ်ကောဟုတ်လားမသိဘူးနော်ငါတို့လည်းမမြင်ရဘူးအာငါတို့ငါတို့အဖွဲ့ထဲကတချို့မိန်းမတွေကတော့အဲ့လိုပြောတယ်သူတို့တွေးကြတယ်လို့ပြောတယ်တကယ်ဟုတ်ကောဟုတ်လားငါတို့ယုံကြည်တာကဒီယေရှုကငါတို့ကယ်တင်တဲ့မေရှိယကယ်တင်ရှင်လို့ငါတို့မျှော်လင့်ထားတာလေအခုတော့တည်သွားပြီ ေသွားပြီဆိုတော့တကယ်တေသွားရင်တော့ငါတို့မျောလင်းချက်မဲ့ပြီဗော။ဒါပေမဲ့တချို့ကလည်းရှင်ပြန်ထမြောက်သွားပြီလို့လည်းပြောကြတယ်။အလောင်းမတွေ့တော့ကောင်းကင်တမန်စကားလာပြောတယ်လို့လည်းပြောကြတယ်။အာငါတို့ဘယ်ဟာကိုယုံရမလဲဘလို့နော်ယုံတော့ယုံချင်တယ်ဒါပေမဲ့မယုံရဲဘူးဖြစ်နေတယ်။နေ့အောင်လို့ဘလို့ဖြစ်နေလဲဆိုတော့စိတ်မချဖြစ်နေတယ်။ဘာကိုစိတ်မချလဲ။တို့တခင်တကယ်ရောရှင်ပြန်ထမြောက်သွားသလားဆိုတာစိတ်မချပဲနဲ့နော်စိတ်မချပဲနဲ့ဒီလိုလမ်းခီးမှာတယောက်ကိုတယောက်ပြောပြီးတော့မှသွားနေတယ်ဆိုတော့ တခင်ယေရှုခရစ်တော်သူတို့နဲ့ဘေးမှာထွက်လာပြီးမှသူတို့နဲ့အတူတူလမ်းလျှောက်သွားတာကိုသူတို့သူတို့သူတို့နဲ့တွေ့ကြတယ်တဲ့เนาะအဲ့ဒီတပည့်တော်နှစ်ယောက်နဲ့အတူတူတခင်ယေရှုခရစ်တော်သူတို့စီလိုင်းမှာအတူတူအာခရီးကိုခရီးသွားရင်းနဲ့ပေါ့နော်စကားပြောတယ်အဲ့ဒီတခင်ယေရှုခရစ်တော်သူတို့နဲ့စကားလာပြောတာကိုသူတို့မသိဘူးတဲ့ယေရှုမှမသိဘူးကျမ်းစာမှာမျက်စိချုပ်လျက်ရှိ၍ကိုတော်ဖြစ်ဒီကိုမသိကြတဲ့မသိကြအဲ့တော့ သခင်ယေရှုခရစ်တော်ကသူတို့မေးပြီကိုတော်ကလည်းတင်းတို့ဒီခရီးသွားလဲအချင်းချင်းဆွေးနွေးတော့စကားကအဘေတို့တော့စကားနီးတယ်သူတို့စိုးရိမ်နေတာစိတ်မချဖြစ်နေတာကိုကျမ်းစာကဘယ်လိုဖော်ပြလဲဆိုတော့မျက်နာညိုးငယ်ကြတယ်တဲ့ဒါကြောင့်သခင်ယေရှုခရစ်တော်ဘယ်လိုပြောလဲဆိုတော့အဘေကြောင့်မျက်နာညိုးငယ်ကြတနည်းတဲ့စိတ်မချဖြစ်နေတဲ့အကြောင်းကိုအာမေးတာသခင်ယေရှုခရစ်တော်ကအဲ့တော့သခင်ယေရှုခရစ်တော်မေးတာကိုယေရှုမန်အဲ့ဒီတပည့်တော်နှစ်ယောက်မသိတဲ့အတွက် အဲ့ဒီတပည့်တော်နှစ်ယောက်ကအဆအဆုံးပြောပြပြီဒီလိုဖြစ်တယ်ဟိုလိုဖြစ်တယ်ပေါ့နော်သခင်ယေရှုခရစ်တော်အကြောင်းနေမတိခဲ့ဘူးလားပေါ့နော်ဂျေဥရှလင်မှာနေပြီးတော့မှအမှန်ကတော့ယေရှုမတိတာမဟုတ်တိတိကြီးနဲ့ဒီတပည့်တော်နှစ်ယောက်ကိုယုံကြည်ခြင်းတည်ကြည်အောင်စိတ်ချစေအောင်လာယူတော့မှယုံကြည်ခြင်းခံခန့်ပေးတာဖြစ်တယ်ဒါပေမဲ့ဒီတပည့်တော်နေရောက်တော့အဲ့ဒီတော့မသိသေးဘူးတခင်ယေရှုခရစ်တော်မမ်းမသိတော့တစိမ်းထင်မှပြောပြနေတယ်သူ့ကိုယေရှုအကြောင်းပြောပြနေတယ်အာနာဇရမြို့သားယေရှုအကြောင်းယာ ကိစ္စပြောနေတာပါတဲ့ငါတို့က तू ကတော့ငါတို့ရဲ့ဆရာပါပေါ့နော်အမှန်ဆိုရင် तू ကငါတို့အာဒီပါလေလူမျိုးတွေကိုကယ်တင်မဲ့ကယ်တင်ရှင်လို့ငါတို့ကအဲ့လိုမျော်လင့်ထားတယ်ဆိုတော့အခုကတော့တေသွားပြီတေသွားတာတချို့ကတော့ရှင်သွားပြီပြောတယ်တချို့ကတော့အာအလောင်းမတွေ့ဘူးပြောတယ်ငါတို့ကဘယ်ဟာကိုယုံရမလဲမသိဘူးစိုးရိမ်နေတာစိတ်မချအောင်ဖြစ်နေတာအဲ့ဒီအကြောင်းအရာတွေကိုပြောပြတယ်အဲ့ဒီအကြောင်းအရာကိုပြောပြတဲ့အခါမှာသခင်ယေရှုခရစ်တော်ကဘယ်လိုပြောလဲဆိုတော့အာ ပရောဖက်ဟောပြောတဲ့စကားကိုမယုံနိုင်အောင်ညံမရှိစိတ်ခိုင်မာတဲ့သူတွေတဲ့နေတို့တွေအဲ့ဒီအဲ့ဒီစကားပြောတဲ့အချိန်မှာတော့မှဒီတပည့်တော်နှစ်ယောက်ကယေရှုမှမတည်သေးဘူးနော်ဆိုတော့အဲ့ကနေစိုင်မှရှင်းပြတယ်ယေရှုယေရှုခရစ်တော်ကတပည့်တော်နှစ်ယောက်အဲ့လိုရှင်းပြတယ်တလန်းလုံးရှင်းပြတာဘယ်လိုရှင်းပြလဲဆိုတော့ကျမ်းစာထဲမှာမောရှိကျမ်းမှာအစပရောဖက်တို့ကြီးကျမ်းစာများ၌ကိုတော်ကိုရေမှတ်၍ရေးထားသမျှတော့ကျမ်းချက်ကိုအနက်ကိုရှင်းလင်းစွာဖော်ပြတယ်တကယ်ယေရှုခရစ်တော် ကကျမ်းစာဆိုတဲ့ဒီတမဟောင်းကျမ်းစာကိုလေ ူ့ကိုသူ့ကိုရည်ညွှန်းမှရေးထားတဲ့ကြံချက်သခင်ယေရှုခရစ်တော်ကဘလို့တေးရမလဲဘလို့ရှင်ပြန်ထမ်းရမလဲဘယ်မှာမိုးရမလဲစကားအဆအဆုံးသခင်ယေရှုခရစ်တော်ရဲ့အတုပတိကိုရေးထားတဲ့ကြိုတင်ဟောကြားထားတဲ့တမန်ဟောင်းကျမ်းစာတစ်ခုချင်းကိုတေးတေးချာချာဒီတပည့်တော်မြောက်ကိုရှင်းပြတယ်တဲ့ဒီနေရာမှာကြည့်ချင်အောင်သခင်ယေရှုခရစ်တော်တမန်ဟောင်းကျမ်းစာကျွမ်းကျင်လားမကျွမ်းကျင်ဘူးလားအင်မတန်ကျွမ်းကျင်ပါတယ်ဒါကြောင့်ကျမ်းစာကျွမ်းကျင်ခြင်းကအရေးကြီးလားမရေးကြီးဘူးလား အင်မတန်အရေးကြီးပါတယ်ဒါကြောင့်ကျွန်တော်တို့အမြဲတမ်းပြောတယ်ကျန်းစာဖတ်ပါကျန်းစာဖတ်ပါကျန်းစာမတက်လို့ရှိရင်နားမလည်ဘူးဒီတပည့်တော်နေအောင်လဲကျန်းစာတေချာဖတ်တော့ဖတ်တယ်ဒါပေမဲ့မချိတ်ဆက်မိဘူးယေရှုခရစ်တော်နဲ့မချိတ်ဆက်မိဘူးအဲ့တော့ယေရှုခရစ်တော်ကအသက်ရှင်တော့မှလည်းအဲ့ဒီအကြောင်းတွေအများကြီးတုံသင်ပြီးပြီသူတေရကနေရှင်ပြန်ထောင်းမြောက်တဲ့အထီးဒီတပည့်တော်တွေကနားမလည်နိုင်ဘူးဒါကြောင့်ဒီတပည့်တော်နေအောင်လဲသူကိုယ်တိုင်ပဲပါဖြစ်လေသူတို့နဲ့အတူတူပါဖြစ်လေအာလမ်းမှာတွားရင်းနဲ့ရှင်းပြတာ တမန်ကျင်းစာတခင်ရှိခတော်ကိုရေမှန်မှရေးထားတဲ့ကြိုတင်ဟောကြားချက်နေ့ရချီတိုင်းချီကလေးကဟောကြားထားတဲ့ကြိုတင်ဟောကြားချက်ကိုဘယ်လိုတည်ရမလဲဘယ်လိုရှင်ပြန်ထားမြောက်ရမလဲဆိုတော့အစအဆုံးအ낵ကိုတေချာရှင်းလင်းစွာအဲ့ဒီနေရာကိုရှင်းပြတယ်အဲ့ဒီနေရာလဲတခင်ရှိရှင်းပြတာကိုတေတေချာချာနားထောင်မှအားရသွားတယ်အားရသွားတယ် နော်အင်မတန်အားရတယ်စိတ်ကယိုဖိတ်မတက်ဖြစ်တယ်လို့ကျမ်းစာမှာပြောတယ်ဆိုယိုဖိတ်မတက်ဖြစ်တယ်ဆိုတော့တားအားရတာသခင်ယေရှုရှင်းပြတာကိုအဲ့ဒီအချိန်အထိယေရှုမှန်းတို့မသိသေးဘူးညနေပိုင်းရောက်တဲ့အခါမှာတို့ကအဲ့ဒီတပည့်တော်နှစ်ယောက်ကအေးမောက်ရွာကိုရွာသွားတယ်အေးမောက်ရွာကိုရွာသွားတဲ့အခါမှာအေးမောက်ရွာမှာတို့နှစ်ယောက်ကတဲတော့မှာ ဒါပေမဲ့သခင်ယေရှုခရစ်တော်ကဆက်သွားမယ်ဆိုတော့အဲ့ဒီတပည့်တော်နှစ်ယောက်ကသခင်ယေရှုခရစ်တော်ကိုတစိမ့်ထီပြီးတော့မှဆက်မသွားပါနဲ့တော့မိုးချုပ်ပြီးငါတို့နဲ့အတူတူတဲပါဆိုမှသခင်ယေရှုခရစ်တော်ကိုခေါ်တဲတာသူတို့တဲတဲ့နေရာမှာခေါ်တဲတာခေါ်တဲတဲ့အခါမှာညနေရောက်တော့သမင်းစားချိန်ရောက်တဲ့အခါမှာသခင်ယေရှုခရစ်တော်နဲ့အာကျင်းစာမှာဘလို့ရေးလဲဆိုသူတို့အတူတူစပွဲမှာလျောင်းတဲ့အခါမှာโอเคဒီမှာပြောတဲ့လျောင်းတော်မူစင်ဆိုတာက ဂျူးတွေဖမင်းစားတဲ့ခါမှာကျွန်တော်တို့နဲ့မတူဘူးဗျာနော်ကျွန်တော်တို့ကဒီကနေ့ကစပွဲမှာထိုင်းမှာစားတာဒါပေမဲ့တခင်ယေရှုခရစ်ကဂျူးတွေကဖမင်းစားတဲ့ခါမှာလျောင်းပြီးမှစားရတာအာတဖက်အိတ်ထားတယ်ပေါ့နော်တဖက်တဖက်ဆောင်အိတ်ပြီးတော့မှဇိန်လေးနဲ့စားတာအဲ့ဒါဂျူးတွေရဲ့ delay ဂျူးတွေရဲ့ဖမင်းစားတဲ့ delay နော်ဒါကြောင့်ကျင်းစာထဲမှာစပွဲ၌လျောင်းတော်မူစင်လို့ပြောတာဖမင်းစားပွဲနော်ဖမင်းစားတဲ့သူတို့ရဲ့ delay ဖြစ်တယ်လျောင်းမှစားတာအာဒီလိုတဖက်တဖက်ဆောင်အိတ်မှစားတဲ့ အဲဒလိရှိပါတယ်ဂျူးတွေမှာဆိုတော့သမင်းစားတဲ့ခါမှာတခင်ရှိခတော်ကပုံမှန်သူအသက်ရှင်နေတော့တပိတော်နေနဲ့သမင်းစားတဲ့အချိန်တိုင်းပဲလှုပ်လေးလှုပ်ထရှိတဲ့အရာတစ်ခုလှုပ်လာတယ်အဲ့ဒါကတော့မုံကိုယူ၍ဂျေစုတော်ချီးမွမ်းပြီးမှမုံကိုဖဲ့၍သူတို့အားပေးတော်မူတယ်တဲ့အဲ့ဒီလှုပ်ရက်ကိုတပိတော်နှစ်ယောက်ကတွေ့မြင်သွားတဲ့ခါမှာသူတို့မျက်စိအဲ့ဒီချိန်မှာ ပွင့်လင်းသွားတယ်။အော်ဒါကိုရောယေရှုပဲဆိုပြီးတော့မှ ချက်ချင်းမမိသွားတယ် ။ဘာကြောင့်လဲဆိုတော့သခင်ယေရှုခရစ်တော်အသက်ရှင်တော့မှသူတို့ကိုအဲ့လိုပဲလှုပ်တယ်လေအတူတူသမင်းစားတိုင်းပဲမုံကိုဖဲ့မှာဂျေဇုတို့ချီမွမ်းမုံဖဲ့မှာသူတို့ဝေပေးတာလေ။အဲ့ဒီအရာကိုလှုပ်နေကြသူတို့ကြုံနေကြတွေ့နေကြဒါကြောင့်တခင်ယေရှုခရစ်တော်အဲ့မှာအဲ့လိုလှုပ်တဲ့အခါမှာတပည့်တော်နှစ်ယောက်ကကောင်းကောင်းလေးမမိသွားတယ်ယေရှုကိုမမိတာနဲ့ယေရှုခရစ်တော်ကိုတော့မခေါ်ရသေးဘူးကျမ်းစာမှာဘယ်လိုပြောလဲကိုတော်ဒီ क्वे တော်မူဤဒီမှာပြောတဲ့ क्वे တော်မူဤဆိုတာ क्वे လွန်သွားတဲ့တေသွားတဲ့ဟာကိုဆိုလိုတာမဟုတ်ဘူး ကွယ်သွားတယ်ဆိုတော့ပျောက်သွားတာကိုပြောတာချစ်ချင်းကိုပျောက်သွားတာကိုပြောတာမူရင်းကျင်းစကလုံးမှာနားလည်လားသူတို့ချက်ချင်းသာယေရှုပဲငါတို့ရဲ့ဆရာပဲငါတို့ရဲ့ကယ်တင်ရှင်ပဲလို့သူတို့ချက်ချင်းဆိုသူတို့မျက်စိအလင်းပွင့်မှတိသွားတဲ့အခါမှာယေရှုခရစ်တော်ကသူတို့ရှိကနေဖြောက်ခနဲ့ပျောက်သွားတာအဲ့လောက်ဆိုနားလည်ပြီနော် ေပြောက်သွားတဲ့ခါမှာငကိုလေးကအင်မတန်စိတ်မချစိုးရိမ်နေတဲ့တပိတော်မြောက်ကမျက်စိအလင်းပွင့်ပြီးတော့မှမျော်လင့်ချက်အပြည့်ရှိသွားတယ်စိတ်ချသွားတယ်စိတ်ချလွန်ပြီးဝမ်းသာလွန်လို့ကျမ်းစာမှာဘလို့ပြောလဲဆိုလို့ရှိရင်အဲ့ဒီတပိတော်မြောက်ကအဲ့ညမှာအဲ့မှာမအိပ်ပဲနဲ့ညသွင်းချင်းချက်ချင်းထား၍ယေရုရှလင်မြို့ကိုပြန်တယ်တဲ့ဘာလို့ချက်ချင်းထားလဲဒီလားပျော်လွန်လို့ နဂိုတွေကမျက်နှာမကောင်းဘူးညိုးငယ်တယ်စိုးရိမ်တယ်အာစိတ်မချဘူးဒါပေမဲ့ယေရှုခရစ်တော်ရှင်ပြန်ထမြောက်တာကိုသူတို့မြင်တဲ့အခါမှာသူတို့သိတဲ့အခါမှာရှင်ပြန်ထမြောက်တဲ့တကူကသူတို့စီမှာရောက်လာတဲ့အခါမှာချက်ချင်းပါပဲလေပျော်သွားတယ်စိတ်ချသွားတယ်အိုးပျော်လို့လို့ညသွင်းချင်းပဲယေရှုရှင်လုံးပြန်ပြန်သွားတယ်မလှုပ်လေပြန်သွားမှတခြားကျင်တဲ့တမန်တော်ဆက်ဆက်တဘာကိုတကြိတ်တဘာတော့တယ်တကြိတ်ဆိုတာက၁၀ရောက်ကိုပြောတာနော် โอเคထပ်ပြောမယ်တကြိတ်ဆိုတာ10ယောက်ကိုပြောတာတဘာဆိုတာ10ယောက်ဆိုတော့တကြိတ်တဘာဆိုတာ17ယောက်ကိုပြောတာတမန်တော်17ဘာကိုတော့ပြောတယ်ဘာလို့17ဘာလဲဘာလို့12ဘာမဖြစ်ရတာလဲ17ဘာလို့ဘာလို့ပြောလဲအခုနပြောသလိုတခင်ယေရှုခရစ်တော်ကိုရောင်းစားတဲ့ယူဒချက်ကယောကသူ့ကိုသူတက်တည်တော်လို့ဘယ်အဲ့ဒီချိန်မှာဘယ်နှယောက်ပဲကျင်လဲဆို17ယောက်ပဲကျင်တယ်ဒါကြောင့်ကျင်းစာမှာဘယ်လိုပြောလဲတကြိတ်တဘာတော့တမန်တော်17ဘာကိုအခုနတပည့်တော်နှယောက်ကသူတို့ကြုံတွေ့တဲ့အရာပြောပြဖို့ယေရှုရှင်လေးမျိုးကိုညှ့သွင်းခြင်းပြန်သွားတယ်တဲ့ပြန်ရောပြောပြတယ်တဲ့ပြောပြတယ် ြောပြတဲ့ခါမှာအလုံးအလုံးကခွန်အားရကြတယ်။အင်းငကိုကလေးကစိုးရိမ်နေတဲ့စိတ်တွေပါဖြစ်လေစိတ်ချရတယ်စိတ်မချဖြစ်နေတဲ့အရာတွေအလုံးအလုံးမျောလင့်ချက်အပြည့်နဲ့စိတ်ချလက်ချဖြစ်ခွင့်ရတယ်။ဟာလေလုယာဟာလေလုယာဒါကျွန်တော်တို့ဒီကနေ့ကျမ်းစာရဲ့အဓိကအနှစ်သာရပဲစိတ်မချခြင်းကနေစိတ်ချခြင်းဖြစ်လာတာဘာကြောင့်လဲရှင်ပြန်ထမြောက်ခြင်းတကူကြောင့်စစ်တော်ညီကိုမော်မော် ကျွန်တော်တို့အတ္တကိုကြည့်အောင်ဒီကနေ့တမာကျင်းစာအဖြစ်ကျွန်တော်တို့ဘာတွေခွန်အားရလဲရှင်ပြန်ထမြောက်ခြင်းတကူရှင်ပြန်ထမြောက်ခြင်းသခင်ယေရှုခရစ်တော်ကကျွန်တော်တို့ကိုဘာအကျိုးပေးနိုင်တယ်လဲဆိုတော့ကျွန်တော်တို့စိတ်မချတဲ့အရာကိုသူ့ကိုဆုတောင်းရင်သူ့ကိုအံ့နိုင်ရင်သခင်ယေရှုခရစ်တော်နဲ့တင်တာတွေ့မြင်ခဲ့ရင်တင်းရဲ့စိတ်မချခြင်းတင်းရဲ့ဆိုးရင်ခြင်းအလုံးအလုံး꽌ပြောက်ပြီးမှစိတ်ချခြင်းခံရမယ်ဟာလေလုယာစိတ်ချခြင်းခံရမှာဟုတ်တယ်ချက်တော်ညီကိုမောင်မတော် ကျွန်တော်မေးချင်တယ်အခုနားထောင်နေတဲ့သူတွေကျွန်တော်တော့ချက်ချင်းဖြေစရာမလိုဘူးဖရဲတခင်ကိုပဲတင်ဖြေပေးရမှာကျွန်တော်မေးခွန်းပေးလိုက်တာအခုနားထောင်နေတဲ့သူတွေထဲမှာ ဘာကိုစိုးရိမ်နေကြတာလဲနားထောင်နေတဲ့သူတွေเนาะတယောက်ပြီးတယောက်တော့စိုးရိမ်တာတော့မတူဘူးတချို့ကမိသားစုအရေးစိုးရိမ်မယ်တချို့ကကိုယ့်ရဲ့စီးပွားရေးအရေးစိုးရိမ်မယ်တချို့ကကိုယ့်ရဲ့အိမ်ထောင်ရေးစိုးရိမ်မယ်တချို့ကကိုယ့်ရဲ့အလုပ်အရေးစိုးရိမ်မယ်တချို့စိုးရိမ်တာချင်းမတူဘူးစိုးရိမ်တာစိုးရိမ်တာကျမ်းမာရေးကိုလည်းစိုးရိမ်ကောင်းစိုးရိမ်နေမယ်ဘာပဲစိုးရိမ်စိုးရိမ်တခင်ယေရှုခရစ်တော် ရှင်ပြန်ထမြောက်တဲ့တခင်ယေရှုခရစ်တော်ကိုယုံကြည်လက်ခံရင်သူ့ကိုခေါ်ရင်သူ့ကိုဆုတောင်းရင် ခေါ်ရင်ထူးတဲ့ဖရာဖြစ်တဲ့အတွက် တင်းရဲ့စိုးရင်ချင်းမှန်သမျှကိုတင်းရဲ့စိတ်မချချင်းမှန်သမျှကိုသူဒီမွတ်ချတင်းကိုစိတ်ချစေနိုင်ပါတယ်ဟာလေလုယာသူဒီတင်းကိုစိတ်မချချင်းကနေမျော်လင့်ခြင်းအပြည့်ပေးနိုင်တဲ့ဖရာသခင်ဖြစ်ပါတယ်ဟာလေလုယာဒါဒီကနေ့အဓိကပေးချင်တဲ့ message ဒါဒီကနေ့ကျွန်တော်တို့ခွန်အားယူရမယ့်အဓိကအရာပဲ okay အခုနားထောင်နေတဲ့သူတွေနော်စိတ်ထဲမှာတခုခုကိုတအားစိုးရိမ်နေတယ်တအားစိတ်မချဘူးဖြစ်နေတယ်ဆိုရင်အခုကျွန်တော်ပြောမယ်အခုဒူးထောက်လို့ရရင်ချစ်ချင်းဒူးထောက်မှာစူတောင်းလိုက်ပါအရှိန်စူတောင်းစရာမလိုဘူး ယေရှုဖုရားခေါ်ကြည့်ပါခေါ်ရင်ထူးတဲ့ဖုရားဖြစ်တယ်ယေရှုဖုရားအခုဒီဆရာရဲ့တရားသီးသနာအားဖြင့်အလင်းရတယ်ကျွန်မကျွန်တော်ကျွန်တော်အလင်းရတယ်ကျွန်မအလင်းရတယ်အခုကျွန်မစိုးရိမ်နေတာဒီကိစ္စဖြစ်တယ်ကျွန်တော်စိုးရိမ်နေတာဒီကိစ္စဖြစ်တယ်တင်ပြပါယေရှုခရစ်တော်ကိုပြောပြပါပြီးရင်ယေရှုခရစ်တော်နာမအားဖြင့်ဆုတောင်းပါတယ်လို့ဆုတောင်းမှာအာမင်ထူးပါခေါ်ရင်ထူးတဲ့ဖုရားဖြစ်တယ်ဆိုတာသင်လက်တွေ့တက်တည်ရပါလိမ့်မယ်ချစ်တော်ညီကိုမတော်တကယ်တကယ်တကယ် ခေါ်ရင်ထူးတဲ့ဘုရားဖြစ်တယ်ကျွန်တော်ပြောမယ်ကျွန်တော်ကျွန်တော်အသက်တာမှာလည်းအဲ့လိုစိုးရင်ချင်းတွေအများကြီးရှိခဲ့ဘူးတယ်ကျွန်တော်ကိုယ်တိုင်ဆုတောင်းတဲ့အခါမှာဖခင်သခင်ကကျွန်တော်ရဲ့ဆုတောင်းတဲ့ကိုနားညောင်းပေးမှစိတ်ချစေတယ်စိုးရင်မှုကိုစိတ်ချစေတယ်စိတ်မချခြင်းကနေစိတ်ချခြင်းကိုပေးတယ်မျောလင့်ခြင်းကင်းမဲ့နေတဲ့နေရာကနေမျောလင့်ခြင်းအပြည့်ပေးတယ်ဟာလေလုယာဒီကနေ့တင်လဲခေါ်ကြည့်ပါ အခုတင်ယေရှုကိုမယုံကြည်တဲ့သူဆိုလို့ရှိရင်ယေရှုခရစ်တော်ကိုခေါ်ကြည့်ပါနော်ယေရှုကိုယုံကြည်နေတဲ့ခရိယန်တွေလည်းဆိုမစိုးရင်တက်လားစိုးရင်တက်တယ်စိုးရင်မှုရှိတယ်ဆိုချက်ချင်းဆုတောင်းပါဘုရားသခင်တင့်ကိုစိတ်ချစေမယ်ဆိုပြီးတော့မှနှုတ်ကပတ်တော်အလင်းပေးချင်တာဖြစ်တယ်။ဏိကုံချိုးရအောင်ဒီကနေ့ပြောသွားတဲ့ခေါင်းစဉ်ကယေရှုခရစ်တော်ထားမြောက်ခြင်းရဲ့အကျိုးကျေးဇူးကျွန်တော်ဘာအကျိုးကျေးဇူးပေးရလဲ။ငါငါနဲ့ပါဆိုင်လဲငါ့ကိုဘာပြောင်းလဲပေးရလဲ။ နပတ်လေးတစ်ချက်ပြောသွားတယ်အဲ့ဒါကတော့သခင်ယေရှုခရစ်တော်ရှင်ပြန်ထမြောက်ခြင်းရဲ့တကူကငါရဲ့စိုးရိမ်ခြင်းငါရဲ့စိတ်မချခြင်းကိုစိတ်ချစေနိုင်တဲ့တကူရှိတယ်ဆိုတာအလင်းပေးသွားတာဖြစ်တယ်ဒီကနေ့နှုတ်ကပတ်တော်တော့ဒီမှာပဲရနာခွင့်ပြုပါနားစင်ခံယူသွားတဲ့သူအရောက်ချင်းစီတန်းကိုဘုရားသခင်တာ၍တာ၍ကောင်းချီးပေးပါစေတော့အာမင်